မင်္ဂလာပါရှင်။ဒက်ဆလီဗရီနူးရဲ့အော်တိုဘာလာတရက်နေ့ည9:00နာရီထိနောက်ဆုံးရနှုပညာသတင်းကိုတင်ဆက်ပေးတော့မှာပါ။ချမ်းသာကြွားလုံးလုံးဇနီးတဲ့လင်းမြဖို့ဝစ်စင်ဖို့တင်းငါးသောင်းဖို့လက်ဝိညာဉ်တွေကိုတစ်ချက်မှဈေးမစစ်ဘဲဝယ်ခဲ့တဲ့ပိုင်တကွန်ရဲ့တရင်။တရင်ကျော်မှာမိဘတွေကိုတိမ်မောင်းတောင်းချီကြောလိုက်လို့လူပြောများနေတဲ့ပြူပြူထွေးရဲ့တရင်။ကိုကြီးပေးသူတွေကြောင့်ကြောက်တက်ခွင့်ရတော့မယ့်တ िश ူရောင်းနဲ့မိန်းကလေးလာပြည့်ရဲ့တရင်။မိဘတွေပေါ်ကိုမတုံတုံသေးတဲ့ခေါ်ဝေါ်နန်းစာတစ်ခုကြောင့်လူပြောများနေတဲ့ချူလေးရဲ့တဲ့ရင်ပါဝင် တိန်တောင်စီကုန်ခန်းကနိုင်ငံသားမှာရင်သွေးလေးယူဖို့မြန်မာပြည်အားထွက်ခေါ်သွားတဲ့မုံမုံကျွေတို့ရဲ့သတင်းကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။ချမ်းမာကျောင်းရလုံးလုံးဇနီးတဲ့လင်းမြဖိုးဝစ်စင်ဖို့တင်းငါတော်မို့လဝေဒနာတွေကိုတချမ်းမာစီးမစစ်ဖင်နေဝဲခဲ့တဲ့ပိုက်တကော အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့အားလုံးပါဆက်အဟောင်းသားဖြစ်သွားလောက်မယ်အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့နိုင်ငံချုပ်မင်းသားချုပ်ပိုင်နဂုံတရားသူရဲ့ချစ်လန်စွာသောဇနီးလေးမက်လီမြဖူခေါ် smile တဲ့ဘသူမှမထင်ထားလို့တဲ့ချစ်သက်လက်ဆောင်တစ်ခုပေးခဲ့တာဖြစ်ပါတယ်ဟုတ်ပါတယ်ပိုင်နဂုံကသူရဲ့ဇနီးချော်လေးလေးမြပူလို့ချင်နေတဲ့တန်မိုးကြီးလဲဝိရနာတွေကိုဝယ်ပေးခဲ့တာပါဘလောက်တောင်တန်မိုးကြီးလင်းဆိုရင်စက်သိန်းမ9000မိုးတောင်ရှိတယ်လို့သိရပါတယ် အောင်စရာအကောင်းဆုံးကတော့အဲ့လောက်များတဲ့ပမာဏကိုဝယ်ရည်နေရာမှာပိုင်တကုံကဈေးတပြားတစ်ချမ်းမှမစပဲဇနီးတယ်လေးရဲ့စိတ်တိုင်းစာကိုချက်ချင်းကိုဝယ်ပေးခဲ့တဲ့အချက်ပါပဲဒီတိထွက်ပေါ်လာတဲ့နောက်မှာတော့ပရိသတ်တွေထူးသဖြင့်အမျိုးသမီးပရိသတ်တွေချားမှာပိုင်တကုံကိုမြန်မာနိုင်ငံမှာချစ်တဲ့ဂျုံမျိုးသားဖြစ်နေတင်ကြီးတညွတ်တဲ့သတ်မှတ်လိုက်ကြဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့သူ့ရဲ့လိုရဲ့ကဝီကြီးချမ်းသာမှုကိုပြသထောက်ထားတာချက် သူစစ်စနီပေါ်မှာဘလောက်လေးထားရင်ဘလောက်တန်မိုးထားရင်ဆိုရင်ချစ်ချင်းမြတ်တာကိုတက်တည်ပြလွန်နေပါတယ်။ခုခေတ်ကောင်လာမှာချစ်တယ်ချစ်တယ်လို့ပစပ်ဖျားကမချရင်ပြောနေရင်အမျိုးသားတွေအများကြီးရှိပါတယ်။ဒါပေမဲ့တကယ်တမ်းလက်တွေ့ပေါ်မှာကိုချစ်တဲ့ကောင်မလေးတို့ကိုစနီတဲ့ဆိုပြီးအိတ်ထက်ကပတ်စံတပြားထွက်ပေါ်တော့မှတိတ်ဝင်လေးနေတဲ့သားကိုတွေ့ရမှာပါ။ ီလိုခစ်ချင်းရဲမှာတော့ပိုင်နဂုံကကိုယ့်ရဲ့လက်တွဲပေါ်စိတ်ချမ်းသာဖို့အတွက်တိမ်မောက်တောင်းတဲ့ချီရဲ့ငွေကိုရတောင်တစ်ချက်မခက်ပဲနဲ့သုံးနိုင်နေဆိုတာကတော့တကယ်ကိုမှရှားပန်းလုံးနဲ့လုံရတခုလို့ဆိုရမှာပါ။ဒါလည်းမကသေးပါဘူး။တချို့အမှုပညာရှင်တွေနမိတ်ကြီးလူသိများတဲ့တွေဆိုရင်ကိုယ့်ရဲ့အောင်မြင်မှုတွေကိုမတ်မောလုံးလုံးရည်စားရှိရနဲ့မရှိချင်အောင်ဆောင်တာရိပြိတဲ့အပြစ်မှာစင်ငယ်ဖြစ်ချင်လို့ကိုချစ်သူကိုဖုံးကွယ်ထားတာရှိပါရဲ့။ အစိုးဆုံးကတော့အောင်မြင်မှုအတွက်ကိုကိုအရင်ကတည်းကအပေးဖေးမခဲ့တဲ့ချစ်သူကိုစွန့်ဆုံသွားကြတဲ့သူတွေလည်းဒုနေဒီပါမယ်။ပိုင်နေကောင်းကတော့ဒီလိုလူတွေနဲ့လုံးလုံးကိုကွဲပြားချမ်းသာသူပါ။အဲ့လိုမျိုးလည်းတည်ပြပြီးသားပါ။သူဟာမြန်မာနိုင်ငံမှာသာမကနိုင်ငံတကာအထိပါအောင်မြင်မှုနဲ့အထွတ်ထိပ်ကိုရောက်နေတဲ့အချိန်မှာတော့သူရဲ့ချစ်သူကောင်မလေးလေးမြဖြူကိုပေးထားတဲ့ဂရုစကားအတိုင်းအလုံးရင်းရှိမှတရားဝင်တခန်းတနာလက်ထပ်ခွင့်တောင်းခဲ့ရပါ။ ခလောဇနီးဖြစ်လာတဲ့အချိန်မှာအရင်ကတည်းကမလျှော့တဲ့အခြေအနေနဲ့ဆက်ပြီးတော့မြန်မျိုးတံမိုးထားနေစေဆိုတော့ကိုဒီလဝိယန္နာကိစ္စကတည်တည်ထူနေပြန်ပါတယ်။အကြောင်းလေးပြိတ္တတွေကဘိုင်ဒန်ကရဲ့ချစ်တဲ့နေမှုကိုချီးကျူးမဆုံးဖြစ်နေရပါ။သူတို့ဇနီးမောင်နှံဒလောက်တောင်သုံးနိုင်ဖြိုးနိုင်တာကလည်းအဆန်းတော့မဟုတ်ပါဘူး။အိုက်ဒဂွန်ကိုယ်တိုင်ကနိုင်ငံတကာအဆင့်မီအမှုပညာရှင်တယောက်ဖြစ်တာကြောင့်သူရဲ့အမှုပညာကြီးဟာနည်းနည်းတော့တော့မဟုတ်သလိုအခြားကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်းအများကြီးလုပ်ကိုင်နေသူပါ။တစ်ဖက်မှာလည်းသူရဲ့ဇနီးကျော်လေးမလင်းမြဘူးက မြန်မာနိုင်ငံရဲ့ထိပ်တန်းစားသုံးစီလုပ်ငန်းရှင်ခရိုနီတထေးကြီးတို့ရဲ့သမီးရတနာဖြစ်တဲ့ပြင်ဒူကိုရိုင်းကလည်းအေးချင်းရှိရင်စီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်နေမြန်မာတွေဒီလိုမျိုးကိုရိုင်းကလည်းချမ်းသာဇနီးဘက်ကလည်းချမ်းသာတော့သူတို့အတွက်တိန်9000ဆိုတဲ့အရာကအပန်းပြေစက်အိမ်ဆောက်တလောင်းနေ့စဉ်၃ရက်ဝယ်တယ်လို့ဖြစ်နေမှာပေါ့လို့ပရိသတ်တွေကမှတ်ချက်ပေးနေကြတာပါသူတို့ဇနီးမောင်နှံဟာတောင်ကြီးမြို့မှာတိမ်မောင်၄000နဲ့အပန်းဖြေဆိုင်ကြီးကိုတိစောက်ထားသလိုဂျန်တို့ပြည့်အကောင်းဆုံးနေရာဖြစ်တဲ့ဝင်နာမီယာရွှေတောင်ကမှလည်း ကြံ့ငွေဘီလီယံစီတန်နဲ့နန်းတော်ကြီးအလားခန့်ညာရင်ခြံနဲ့တိုက်ကိုဆောက်လုပ်ထားတာပါ နောက်ဆုံးအနေနဲ့ပြောစင်တာကတော့ဘိုင်ဒန်ရဲ့လောရက်ကချက်ချင်းမြစ်တောင်ဝင်တဲ့တိုင်းလာတာမဟုတ်ပဲကိုချစ်တဲ့သူနဲ့ကြော်ရွှင်မှုအတွက်ဘယ်တိုင်းလာထိပေးဆက်နိုင်ရင်ဖြည့်စည်ပေးနိုင်လဲဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့တကင်းကူမှာလေးစားအားကျစရာပါပဲပရိတ်တကြီးရောဘိုင်ဒန်ကိုလို့ကိုချစ်သူပေါ်မှာတစ္ဆာရှိကရီတီပြီးလက်တွေ့ကျချစ်ပြတတ်တဲ့အမျိုးသားအပေါ်မှာကိုယ့်ရဲ့အမြင်လေးကိုလည်းဝင်အောင်ဆွေးနွေးတော့ကြပါအောင်ရှင် မိဘအပေါ်ကိုမတုံတုံသင့်တဲ့အခေါ်ဝန်နှန်းစားတစ်ခုကြောင့်လူမျိုးများနေတဲ့ချူလေးအောင်မြင်နေတဲ့လူပညာရှင်တယောက်ဖြစ်တဲ့ချူလေးကသူမရဲ့စူးစမ်းအားထုတ်မှုတွေကမိဘအပေါ်တိတက်လိမ္မာမှုတွေကြောင့်ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုခိုင်မာရရှိထားသူတယောက်ပါအကယ်မီဆိုရင်လည်းသမိုင်းအနုပညာရေးသူတွေကိုတက်တည်ပြခဲ့တယ်လို့ရှာဖွေစုဆောင်းထားတဲ့လူပညာရှင်တွေနဲ့မိဘနှစ်ပါးကိုကောင်းမွန်စွာထောက်ပံ့ပြီးအခုဆိုရင်မိသားစုအတွက်အိမ်သစ်တစ်လုံးတောင်မှတည်ဆောက်နေတာကသမိုင်းရဲ့မိဘတွေပေါ်ထားတဲ့ မြစ်တာနဲ့တိတက်မှုကိုဖော်ပြနေရပါပဲ။ဒါပေမဲ့မကြသေးမီကသမားရဲ့စကားအသုံးတော်တစ်ခုဟာပရိသတ်တွေချားထဲမှာအငင်းပွားဝင်ရာကိစ္စတစ်ခုဖြစ်လာခဲ့တာပေါ့။ဒါကတော့မြမရင်ကျင်းမှုမှာမိဘအောင်ရင်းညောပြောဆိုတဲ့အခါမှာလေးစားသမုန်းနဲ့တုံးတုံးလေးရှိတဲ့အသုံးတော်တွေစားသူဆိုတဲ့နန်းစားကိုအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ဖြစ်ဟာသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဗီဒီယိုတစ်ခုကနေစတင်ခဲ့တာပါ။ဒီဗီဒီယိုမှာတော့သမားဟာမိခင်ဖြစ်သူသို့မဟုတ်ဖခင်ဖြစ်သူအကြောင်းကိုပြောပြနေအဖေကအမေကလို့တုံးလို့ရမယ်စား တူအောင်လီဆိုပြီးတော့အုံတော့ကိုအုံပြုခင်ပါတယ်ဒီချက်ကိုမျက်စိလင်းနဲ့ပရိသတ်ချုပ်ကလည်းသတိထားမိပြီးတော့မြမရင်ချင်းမှုနဲ့မကင်ကြီးဘူးမိဘပေါ်လေးစားမှုမရှိအောင်ကြားရင်ဆိုပြီးတော့စတင်ကိုထောက်ပြဝေဖန်ခဲ့ပါတယ်တချို့ကတအားစကားပြောတဲ့အချိန်မှာစိတ်ထဲမှာမိဘကိုတကယ်ချစ်ရင်ပြီးတာပဲဆိုပြီးချိုးလေးဘက်ကရည်ပြီးခဲ့ကြတာပေါ့တိုင်းရင်သူတရားဖြစ်တဲ့အတွက်မြမစကားသုံးနှုန်းမှာအားနည်းချက်နေငယ်ရှိနိုင်တယ်လို့လည်းကောက်ွဲပြောဆိုတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့အစင်လန်ရဲ့ရင်ကျင်းမှုတွေကိုတံမိုးထားတဲ့ပရိသတ်များစုကတော့ဒီသုံးနှုန်းဟာ ဘလုံးမလက်ခံနိုင်စရာမရှိဘူးလို့ပြင်းပြင်းထန်ထန်ကိုဝေဖန်ခဲ့ကြတာပေါ့သားသမီးကမိဘကိုသူ့လို့တုံးတာဘယ်တော့မှမကြဘူးဘူးဒါဟာမာနကြီးရကြတယ်မိဘရဲ့ကုန်ကျစ်စုကိုမတိတရားရောက်တယ်ဆိုပြီးတော့ဟောမချက်တွေအများအပြားကိုရေးသားခဲ့ကြတာပေါ့ဒီလိုဝေဖန်မှုတွေအချိန်မြင့်လာချိန်မှာပဲချူလေးရဲ့တုံ့ပြန်မှုတွေကြောင့်ပို့ပြီးတော့လူပြောများလာခဲ့ပါတယ်သူမက Facebook မှာဒိုင်းရိုက်ထောက်ပြခဲ့တဲ့ပရိသတ်တယောက်ရဲ့မှတ်ချက်အောက်မှာချူလေးကအမသမီးလေးမွေးတဲ့ခါကျရင်ညီမဗီဒီယိုကိုကြည့်ပြီး အဲ့လိုမပြောနဲ့အမေမကြိုက်ဘူးလို့ပြောပြလိုက်ပါဆိုပြီးပြက်သွန်းစားတဲ့စကားလုံးနဲ့ပြန်လည်တုတ်ပြန်လိုက်တာပါတချို့ကတော့မှားနာဝင်မခံမဲနဲ့ထပ်ပြီးတော့မန်တက်ပြနေတယ်ပရိသတ်တွေကိုအလေးမထားဘူးဆိုတော့ဝေဖန်မှုတွေလည်းရှိခဲ့တာပါတချို့ကတော့သူမရဲ့တုတ်ပြန်မှုတွေဟာနောက်ပြောင်းတဲ့သဘောခက်ဆော်ဆော်နဲ့ပုံဝင်လေးနဲ့တုတ်ပြန်တဲ့သူမရဲ့ပုံစံအတိုင်းပဲလို့ရှုမြင်ကြတာပေါ့ချူလင်းဟာမိဘပေါ်တည်တက်လိမ့်မှာပြီးတော့ဂျေဆုဆက်တဲ့တမိကောင်းယန္နာလေးဆိုတာကိုဘယ်သူမှညှင်းနိုင်မှာမဟုတ်ပါဘူးသူမရဲ့အမှုပညာကြီးနဲ့မိဘတွေအတွက်အိတ်ဆောင်ပေးနေတာကအကောင်းဆုံးသက်သေပါပဲ သူမအနေနဲ့တိုင်းရင်သူမလို့စကားအတော်တော်မိုင်းရင်းသွားတာပဲဖြစ်ပါတယ်။ချိုးလေးကမိဘပေါ်မှာဂျေဆုတိရတဲ့အမှုညာရှင်တယောက်ပါ။သူမအနေနဲ့ဘာသာရေးကိုင်းဆိုင်လို့မိသားစုကိုလည်းပြည့်စုံစွာထားနိုင်ဖို့ကြိုးစားနေသူလေးပါ။ဒါကြောင့်လည်းလူတွေကထောက်ပြတာကတော့တိတ်တော့မဖြစ်သင့်ပါဘူး။တခါလေမှလည်းတိုင်းရင်စကားတွေအုံတုံးတွေကတချို့သောသူတွေကနားရတဲ့မျိုးဖြစ်တတ်ပါရင်အခုတချို့နေကြတဲ့ပရိသတ်တွေနေနေကရောချိုးလေးနဲ့မိမရဲ့ပေါ်သူတို့တုံတုံးနဲ့ကိစ္စနဲ့ပတ်သက်ပြီးသူမရဲ့ပြန်လဲတုံ့ပြန်မှုပေါ်မှာဘယ်လိုမျိုးသဘောထားမှတ်ချက်တွေရှိကြလဲဆိုတော့ ကောမမိုင်ကြီးကြီးလေးနဲ့ဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။တောင်ချီကုန်ခန်းကနိုင်ငံခြားမှရင်သွေးလေးယူဖို့မြမပြီးကထွက်ခါသွားတဲ့ဝမောရွှေမိင်္ဂလာပါပရိသတ်ကြီးတို့ဤဆိုရှယ်မီဒီယာဖွင့်လိုက်တိုင်းအားကြစရာအကောင်လုံးနဲ့ချစ်ပုံရိပ်တွေနဲ့ပရိသတ်ကိုအမြင်ရင်ခုန်စေတဲ့ဆုံတွေတွေရှိပါရီဟုတ်ပါရီအားလုံးသိကြတဲ့အတိုင်းပြည်သူချစ်တော်ကယ်လီမီများရှင် မမီချဝုံမောင်ရွှေရင်နဲ့သူမရဲ့ချစ်ခင်မလုပ်ငန်းရှင်ကြီးကိုနိုင်ဖြိုးကျော်တို့ဇနီးမောင်နှံမဲဖြစ်ပါရည်သူတို့နှစ်ယောက်ကအမှုပညာစီဝါရေးအောင်မြင်မှုကျေဝါမှုတွေနဲ့ဗန်းဆောင်ပြေဆောင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားကြသူတွေပါဒါပေမဲ့အခုတစ်ခါမှာတော့သူတို့ရဲ့ဘဝကိုအပီအစီပြေဆောင်စေမဲ့အိမ်မက်တစ်ခုကိုအကောင့်ထဲပို့ဖို့တွေတိမ်မောင်းတောင်းချီကုန်ခံပြီးတော့မြန်မာနိုင်ငံကနေရှားရီထွက်ခွာသွားခဲ့ပြီဆိုတဲ့သတင်းကတော့ပြည်သက်တွေကြားမှာတကယ့်ကိုမှုပြောများနေခဲ့ပါရည်ဘုံမိုလ်ရွှေဆိုတာမြန်မာလူပညာလောကရဲ့ထိတ်ဆုံးမှာ နှစ်ပေါင်းများစွာရည်တည်နေတဲ့မိသမီးတလပ်ပါကယ်ဒမီစုတွေကိုထဲဒတန်းရရှိထားသလိုသူမရဲ့အလာနဲ့ဖက်ရှင်ကျမှုတွေကလည်းမိကလေးတိုင်းရဲ့ဆန်ပြဖြစ်နေရသူပါအိမ်တော်ဘက်ကိုပြန်ကြည့်တော့လေကိုနိုင်ဖြိုးကျော်လိုဂျင်နာတက်ပြီးစားစာရရလိုလိုက်ယူဆိုင်တဲ့ခင်မွန်းမျိုးကိုပိုင်ဆိုင်ထားတာကြောင့်ဘဝမှာကံကောင်းဆုံးမိမတရားလို့တောင်မှပရိသတ်တရားတင်စားကြပါရီသူတို့နေရာရဲ့လူနေမှုဘဝပုံစံကလည်းအင်မတန်ခမ်းနားပါရီကဘာနမေကြီးဘရန်တွေကို အမြင်စင်မြန်းတက်သလိုအားလက်ချင်တွေဆိုရင်လည်းဥရောပအာရှနိုင်ငံတည်တည်ကိုမကြခဏဆိုသလိုပန်းပြေထွက်လေရှိပါရည်ဒီလိုရရာပြေဆုံနေတဲ့သူတို့ရဲ့ဘဝထဲမှာပရိသတ်တရောသူတို့ကိုယ်တိုင်မှာလိုအပ်ဆုံးဖြစ်နေတဲ့တကူကတော့ချစ်စရာကောင်းတဲ့ရင်သွေးလေးတယောက်ပါပဲအိမ်အောင်တတန်းလေးအတော်ကြာပြီဖြစ်တဲ့တွေ့သူတို့ရဲ့သားသမီးလေးတွေကိုမြင်ကျင်စောင့်ကြဉ်ကြတဲ့ပရိသတ်တွေအတွက်ခုတော့မျှော်လင့်ချက်ရောင်ကြီးလေးတန်းလာပါပြီအခုဆိုရင်သူတို့ဇနီးမောင်နှံဟာအမှုပညာလုပ်တွေစီဝိုင်းရေးလုပ်ငန်းတွေကိုခိတရန်နာပေးကမ္ဘာပတ်ခင်းရှည်ကြီးကိုစတင်လိုက်ပြီးဖြစ်ပါရည် ဒီကိစ္စကအပန်းဖြေဖို့တသက်မဟုတ်ပဲအဓိကရွေးချက်ကြီးနှစ်ခုရှိနေပါ रे ပထမတစ်ခုကတော့ကမ္ဘာတဝန်းကလှပတဲ့နေရာတွေကိုတူတူသွားရောက်ရင်အိမ်တော်တဲ့ဘဝရဲ့အမှတ်တရတွေကိုပြေဝါဖန်တီးဖို့ပါဒုတိယနဲ့အရေးကြီးဆုံးရွေးချက်ကတော့စိတ်ပီစမှုတွေကင်းဝေးပြီးအနားယူရင်းနဲ့နိုင်ငံခြားကထိတ်တန့်စေပညာကိုကြီးနေသူတို့ရဲ့ရင်သွေးရတနာလေးကိုဘဝနဲ့ခေါ်ဆောင်လာဖို့ပဲဖြစ်ပါ रे ဒီစီစဉ်ဟာသူတို့ရဲ့ကျေးဝါချမ်းသာမှုကိုအဓိပ္ပာယ်ရှိရှိသုံးချလိုက်တာပါပဲကလေးတယောက်ကိုဘဝနဲ့မခေါ်ခင်မှာ မိဘတွေအနေနဲ့စိတ်ရောကိုယ်ပါအကောင်းဆုံးအချိန်မှာရှိနေဖို့အတွက်ချုပ်တင်ပြစနေတဲ့ဘဝပါမြန်မာနိုင်ငံရဲ့ပြည်အရီအလုပ်တွေကနေခဏအနားယူပြီးတော့ကမ္ဘာနိုင်ငံတည်တည်မှာအေးအေးဆေးဆေးနားယူရင်ခင်မီစိတ်ပညာနဲ့အကူအညီကိုပါရယူမေးဆိုတဲ့သူတို့ရဲ့ပလန်ကတကယ့်ကိုမှပြည့်ပြည့်စုံလုံးပါတယ်ဒီခေတ်စဉ်နဲ့မိသားစုပလန်ကြောင့်ဝင်းမုံရွှေကြီးဟာသူမမြန်တို့ရဲ့အနုပညာလုပ်တွေကိုအချိန်တိုင်းတာတစ်ခုတည်းလုံးဝရနာသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပရိသတ်တွေအနေနဲ့မင်းသမီးချော်ဝင်းမုံရွှေကြီးရဲ့အနုပညာလှူရှားမှုအသစ်တွေကိုနောက်ထပ်အတော်ကြာတဲ့အထိမြင်တွေ့ရတော့မှာမဟုတ်ပါဘူး ဂျာကပရိသတ်တွေနှမျောစရာဖြစ်ပေမဲ့သူမရဲ့ဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့မိခင်တရားဖြစ်လာဖို့အချိန်ပေးလိုက်တာဖြစ်တဲ့အတွက်အားလုံးကနားလည်ပြီးဝမ်းမြောက်စွာနဲ့ဆုတောင်းပေးနေကြပါရစေ။ပရိသတ်တို့အားရောသူတို့ရဲ့အနာဂတ်ရင်သွေးလေးဟာသားလေးဖြစ်မလားသမီးလေးဖြစ်မလားဆိုတာခံမှန်းရင်းနဲ့ကိုယ့်ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်။အဘိနာစင်ကတားရဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးတင်ရှိပါရစေရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာကြပါအောင်ရှင်။ ။တရင်းချုံမှာမိဘတွေကိုတိမ်မောင်းတောင်းချီကြောလိုက်လို့လူပြောများနေတဲ့ဖြစ်ဖြစ်ထွေ။မင်္ဂလာပါရှင်။ကျမတို့ရဲ့ချစ်စရာကောင်းတဲ့ငင်းကြီးမှုအထွတ်ထိပ်တစ်ခုဖြစ်တဲ့တရင်းချုံကာလာကတော့မကြခင်မှာရောက်ရှိလာတော့မှာဖြစ်ပါရည်။ဒီလိုမင်္ဂလာရှိတဲ့အချိန်ကာလေးမှာအားလုံးရဲ့ပစက်ပြားမှာရေပန်းစားပြီးတော့ကြီးကျူးမဆုံးဖြစ်နေတဲ့ကိစ္စလေးတစ်ခုရှိပါရည်။အဲ့ဒါကတော့နိုင်ငံကျော် Facebook ဆေးလေးဖြူဖြူထွေးတယောက်သူ့ရဲ့မိဘနှစ်ပါးကိုတိမ်မောင်းတောင်းချီတက်မိုးရှိတဲ့ငွေသားနဲ့ကာရဝပြုတ်ကြောခဲ့တဲ့အကြောင်းပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ပါရင်ဒီဖြူထွေရလက်ရှိမြန်မာနိုင်ငံမှာအအောင်မြင်ဆုံးဆိုရှယ်မီဒီယာကျယ်ဝန်းတစ်ခုလို့ပြောရင်မှားမယ်မထင်ပါဘူး။ဒါပေမဲ့ကြောင်းဝဲလေးတစ်ခုကနေအားလုံးကသတိထားမိခဲ့ကြပြီးနောက်မှာတော့သူရဲ့စူးစမ်းအထောက်အမှုတွေကြောင့်ခုဆိုရင်သူ့ရဲ့အောင်မြင်မှုဟာအရှိန်အဟုန်နဲ့ထိုးတက်လာခဲ့တာပါ။ဒီလိုအောင်မြင်မှုနဲ့အမျှသူ့ရဲ့ကျေးဝါချမ်းသာမှုကလည်းမခေပါဘူး။ဖြူထွေရဲ့ဝင်ခွင့်ရရှိစေတဲ့လုပ်ငန်းတွေကလည်းအများကြီးပါပဲ။နေကမင်္ဂလာဆောင်နဲ့အလွယ်တွေမှာမနာတဲ့ဖြည့်ဖြည့်ရွေးတွေလုပ်နေရတယ်လို့စီဝါရေးကြော်ညာတွေကလည်းလက်မလဲအောင်ရှိုက်ကူးနေရပါရဲ့။ ဒါပြင် Facebook, Twitter နဲ့ YouTube တို့လိုမျိုး social media platform တွေကနေရရှိတဲ့လစီဝင်ငွေကလည်းတင်းထောင်ချေရှိနေတာဖြစ်ပါတယ်။ဒါရီအားလုံးပြင်သူတို့မိသားစုပိုင်းဝမ်မွေးမြူရေးလုပ်ငန်းပဲစီလုပ်ငန်းလိုကိုယ်ပိုင်စီးပွားရေးတွေလည်းရှိနေပြန်တော့ပြည်ပြွေထွေးရဲ့ချမ်းသာကြွယ်ဝမှုဟာအမကန်ပါပဲ။ဒါပေမဲ့ပရိသတ်တွေကပြည်ပြွေထွေးကိုတကယ်ချစ်ခင်လိမ့်စားနေတဲ့အကြောင်းရင်းကသူ့ရဲ့ငွေကြေးချမ်းသာမှုကြောင့်မဟုတ်ပါဘူး။အောင်မြင်မှုတွေဘလောက်ပဲရရ ငွေတွေဘလောက်ပဲဝင်ဝင်အောက်ခြေမလွတ်တဲ့မိမနဲ့မောင်နှမတွေကိုတသွေးတသားတဲ့အဖြစ်တံမိုးထားပြီးတော့ပြန်လည်ထောက်ပံ့နေတဲ့သူ့ရဲ့စိတ်ဓာတ်လေးကြောင့်ပါအခြားသူတွေဆိုရင်ဒီလောက်အောင်မြင်လာရင်ကိုယ့်အတွက်ကိုပဲစဉ်းစားပြီးအကောင်စားကားတွေစီထင်သီးစရာ brand တွေဝတ်ပြီးတော့ကိုရှိုးရှာတတ်ကြပါရဲ့ပြူထွေးကတော့အလိုမဟုတ်ပါဘူးသူရှာဖွေလို့ရှာသမျှဝင်ငွေတွေကိုလိုအပ်တဲ့နေရာတွေမှာအလူတန်းတွေလုပ်တဲ့ private လုပ်ငန်းတွေမှာပါဝင်ကူညီတယ် အရေးကြီးဆုံးကတော့သူ့ရဲ့မိသားစုအထူးသဖြင့်မိဘနှစ်ပါးနဲ့ညီကိုမောင်နှမတွေကိုအမြဲတမ်းရှေ့တန်းတင်ပြီးတော့ထောက်ပံ့နေတာပါပဲအခုဆိုရင်မကြခင်ရှောက်လာတော့မယ့်သတင်းကြိုခါသမားမှာကျေးဇူးရှင်မိဘနှစ်ပါးကိုတန်ဖိုးကြီးမာလာတဲ့ငွေသားတွေနဲ့ကတော့ပြီးတော့ကျေးဇူးဆက်ခဲ့ပြန်ပါတယ်ဒီလိုရက်လေးကသမီးလိမ္မာရတနာဆိုတဲ့ခုံဖုတ်ကြောင့်ပြပြတွင်းနဲ့လိုက်ဖက်ဆုံးဆိုတာကိုသက်သေပြနေတယ်လို့ပါပဲသူလိုမျိုးသမီးလိမ္မာမျိုးဟာဒီခေတ်ဒီခါမှာတကယ့်ကိုမှရှာပါလုံးပါတယ်သူမှရှာပွေသမားဟာလည်းအလိုအတန်းနဲ့ မိဘစိတ်မျိုးတွေအတွက်ဆိုတဲ့စိတ်ထားလေးကတကယ့်ကိုမှချီးကျူးစရာပါ။ဒါကြောင့်လည်းဖြဖြွှေးကိုလူချစ်လူခင်ပေါ်များပြီးတော့တနေ့ထက်တနေ့ပုံမအောင်မြင်လာတာဟာသူ့ရဲ့နှလုံးသားလာမှုကြောင့်လို့အားလုံးကတင်းကျပ်ညွတ်ထဲလက်ခံကြတာဖြစ်ပါရည်။ဒါတောင်မှတချို့တွေကလည်းဖြဖြွှေးကိုကြည့်မရတဲ့သူတွေအမြင်ကဲကြတဲ့သူတွေရှိပါရည်။ဒါပေမဲ့ဆောနာကပြောခဲ့သလိုဖြဖြွှေးကလူတိုင်းအတူယူရမယ်တမိကောင်းရတနာလေးပါ။ဖြဖြွှေးလားမိသားစုကိုမသိတဲ့သူတွေအများကြီးပါပဲ။ပရိသတ်တော်အရောင်ဖြဖြွှေးရဲ့မိဘပေါ်မှာတည်တဲ့စိတ်ဓာတ်လေးကိုဘယ်လိုမြင်ကြလဲ။သူ့လိုမျိုးတမိလိမ္မာလေးတွေ ကျမတို့ဘဝင်းချင်းမှာမြမြပေါ်ထွက်လာဖို့မျှော်လင့်မိကြမယ်ထင်ပါတယ်။ကိုယ့်ရဲ့အမြင်လေးတွေကိုကွန်မန့်လေးတွေဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တို့ပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပေးနှောင့်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။ နီနီလေးအရဲ့စီနီယာပေးသားတွေကုညီတွေတွေကိုရရှိခဲ့ပေမဲ့လည်းညစာတွဲတော်တန်းဝင်ခဲ့တဲ့ JK ဆိုဖီယာကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ရှာပါရယ် Miss Grand ပြိုင်ပွဲတွေကတော့တကြောပြန်ပြန်လည်စတင်လာခဲ့ပြီဖြစ်ပါရယ် Miss Grand International ပြိုင်ပွဲအနေနဲ့ပြည်သက်စိတ်ဝင်စားမှုများပြားတဲ့ပြိုင်ပွဲတွေတဲ့တစ်ခုပါဝင်ဆိုနိုင်ပါရယ်ဒါပေမဲ့လည်းသဲဆူငင်ရဲ့မနစ်ကဖြစ်ပျက်တွေကြောင့်ပဲဖွဲနှစ်ဖွဲစတင်ပေါ်လာခဲ့ပါရယ်ဒါကြောင့်လည်းလက်ရှိ MGI ပွဲတွေနဲ့ပတ်သက်ခါနောက်ဆက်တွဲ GF တွေဟာစောင့်ကြည့်မှုများလာခဲ့တာဖြစ်ပါရယ် ။အင်းဒီလင်းကတော့ ND ပြောင်းလဲတွေကြောင့်ဆက်လက်ပံ့ပိုးလာခဲ့တာဖြစ်ပါရည်။ဒါကြောင့်လည်းတကြော့ပြန်ကူညီမှုတွေနဲ့တူစီနီယာ PP လက်တွဲကကူညီပေးလာခဲ့ရပါရည်။လက်ရှိမှာတော့ဗော်ဒီနေရရှိလာဖို့ရည်ဒီနေ့လင်းအင်းဒီနဲ့စူးစမ်းလာခဲ့တာပါ။ဒါပေမဲ့လည်းဝင်းရံသူနေပါနေတာကြောင့် JK ကတော့နဝက်နဲ့တူညစာစားနိုင်မဲတော်တန်းစင်ကိုပါတစ်ဖက်မှာလွဲချော်လာခဲ့ရတာဖြစ်ပါရည်။ဒီနေ့လေးအနေနဲ့ပြီးခဲ့တဲ့ MGI ပြိုင်ပွဲမှာတော့ပျောက်ချင်းမလားပျောက်နေကြတာဖြစ်ပါတယ်။ထူးအလင်းနဲ့အတူအနေငယ်ပွဲဖြစ်ခဲ့တာကြောင့်လည်းနဝဲနဲ့သာတွေ့မြင်ကြရတာဖြစ်ပါတယ်။ ဒါကြောင့်လဲစီနီယာမပြီးသားဘူးဆိုကပရိသတ်တွေအနေနဲ့ဝိုင်းဝန်းထောက်ပြလာခဲ့ကြတာဖြစ်ပါတယ်။နေနေရဲ့ပရိသတ်တွေကတော့စုလေးစုမဲ့ဖြစ်ပျက်တွေပေါ်မှာနားလည်ပေးခဲ့ကြရပါတယ်။ဒါကြောင့်လဲချီနီမျိုးကိုကြံ့ကြံ့ခံရင်ဆိုင်ကကောင်းမွန်ဆုံးအတူတူဖျက်ချော်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့အသင်အသင်းနဲ့တူထွက်ပေါ်လာတဲ့ JK ကြောင့်ဝိုင်းဝန်းကကူညီပေးလာခဲ့ကြတာဖြစ်ပါတယ်။ဂျီဂီဆိုဘီယာအနေနဲ့တချင်းတီဆိုမိုဘိုင်းမှာအာတာသူဖြစ်တယ်လို့ဘာသာစကားအရာမှလည်းပါနေလာပါရင်ဒါကြောင့်လေမာခန်ပရိသတ်တွေအနေနဲ့သဘောကျအားရနေကြတာဖြစ်ပါရင် ။ယင်းဤနေနဲ့အသက်စုငင်းကိုအကူညီခွင့်မရခဲ့ပေမဲ့လက်ရှိမှာတော့အကောင်းမွန်ဆုံးပံ့ပိုးပေးလာခဲ့ပါရယ်။ဒါကြောင့်လည်းဗုဒ္ဓနေရရှိလာဖို့ရေးတစ်ဖက်တလန်းကနေအကူညီပေးလာခဲ့တာဖြစ်ပါရယ်။ကြည့်ကြရတော့မြန်မာနိုင်ငံကိုမစ်တယောက်အနေနဲ့တူထန်းတင်ခဲ့သူဟာဒါကြောင့်လည်းအကောင်းဆုံးသောရေချင်းတွေကိုသာဖျပြသွားဖို့ရှိနေခဲ့တယ်လို့တာဝန်ကြီးကြောင်းလည်းတစ်ဖက်မှာရင်ပွင့်လာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့အန်တာတိတ်မန့်တွေတက်ပါအားသာနေခဲ့တာကြောင့်စုရရှိလာဖို့ထိပါမျှော်မှန်းထားခဲ့တာဖြစ်ပါတယ်။အန်ဒီသိမရန်ဆိုင်တော်ကတော့ဒီဇိုင်နာအယောက်20နဲ့အားနဲ့တူပံ့ပိုးနေခဲ့တာဖြစ်ပါတယ်။ ။ဒါကြောင့်လေထူကြလာပါတဲ့ဝစ်စုံပေါင်း40ကိုပါမြင်တွေ့ရပွဲရှိနေကြတာပါ။မရန်ဆိုင်တော်ကတော့နီနီလင်းအိမ်ရဲ့ကုညီပေးမှုကြောင့်ပျော်ရွှင်နေကြပါရယ်။နီနီအနေနဲ့လိုကယ်ပွဲအတွင်းမှာလည်း BIO ရေးရှိုက်ကူကမိတ်ဆက်မှုတွေပေးခဲ့သူပါ။ဒါပြင်မှာတော့စေယောကိုပါနှိပ်ပြီးတော့ကုညီပေးခဲ့သူဖြစ်တယ်လို့လက်ရှိမှာအကောင်းမွန်စွာဝန်ရံလာပေးခဲ့တာဖြစ်ပါရယ်။ပရိသတ်ကြီးတို့လေအကျိုးစားရှိပြိုင်နေတဲ့ JK Sophia နဲ့ပတ်သက်ကအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြိုးစားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။